ားလုံးပဲမင်လာပါမင်လာပါကြည်မင်လာပါဟုတ်ဒီနေ့တော့2025ခုနှစ်အောက်တိုဘာ20ရက်နေ့ပေါ့နော်ဒီနေ့ကဘာကျော်ဟာသားတွေလည်းရှိရောကဘာကျော်ဟာသားတွေကဘာကျော်ဟာသားတွေရှိတယ်ကဘာကျော်ဟာသားတွေမလာခင်ပေါ့နော်ပိုစီတခုတွားပြီးတော့ဖတ်လိုက်ရတယ်ဟောဆရာပိုစီတခုဘာရေးထားလဲဆိုတော့သူကမယူတော့နိုင်နေတာကွာငါတို့တော်နိုင်ရမနိုင်နေရအကြောင်းမရှိဘူးအဲ့တော့ဒီနေ့ကတော့ဒါကျွန်တော်တို့ ဆိုင်ကားဂိတ်မှာလာပြောတာပေါ့နော်ဆိုင်ကားဆိုင်ကားဂိတ်ကဆိုင်ကားဂိတ်ပြောတဲ့နေ့ပေါ့ဒီနေ့ကတော့ဆိုင်ကားဂိတ်ကပြောတဲ့အခါကျတော့လေကျွန်တော်တို့နည်းနည်းပါးပါးဟိုအပြင်သွားတဲ့လာတဲ့ဖွဲ့လေဒါလွတ်လပ်လပ်သွားလို့လာလို့ရတာပေါ့မဟုတ်ရင်သူကဆိုင်ကားဂိတ်ဆိုင်ကားဂိတ်အချိန်ကြီးမကောင်းဘူးဆိုရင်သူကအပြင်သွားလို့ရှိရင်တော့ယောဂဲယောဂဲရတာပြဿနာမရှိပြဿနာရှားပြီးတော့မှလိုက်ပြီးတော့မှရှင်ပြမာတွေဒုက္ခပေးခံရတယ်ပေါ့နော်သူကဒါဆိုင်ကားဂိတ်အချိန်ကြီးကောင်းသွားပြီဆိုတော့ အာယောဂေးလေသူညမှာသူနှက်နေလောက်ပြီပေါ့အဲ့တော့ဘာကြောင့်ဟာတိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြချင်တာပေါ့နော်လို့ပေါ့နည်းနည်းဒါကိုကရင်ပြည်နယ်မြဝတီမြို့နယ်မှာရှိတဲ့နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ကေကေပတ်ပေါ့နော်အဲ့ဒီကေကေပတ်မှာဆိုရင်ဒါခုနကတကဘာလုံးကိုလိန်နေတဲ့ online အနေမှာဝေလိန်နေတဲ့ဂိုင်းအဖွဲတွေပေါ့အဲ့ဒါအောင်မှာခုနစစ်တပ်ကနေမှဝင်ရောက်စီးနင်းပြီးတော့မှလူ2000ကျော်ဒါဖမ်းဆီးတယ်ဆိုတော့ကျွန်တော်လည်းဟို ဖတ်ဖတ်ရှင်းတော့ဟာဝမ်းတာတို့ဖြစ်သွားတာတကယ်နောက်ပြီးကျမှပြန်တွေးကြည့်တော့ဩသူတို့ရုပ်ရှင်ရိုက်နေရလားမသိဘူးပေါ့လေတကယ်လဲရုပ်ရှင်ကြားဖြန်နဲ့စစ်တပ်နဲ့ပေါင်းပြီးတော့များရုပ်ရှင်ဇာတ်ကားများရိုက်နေသလားလို့တော့ကျွန်တော်ကထင်ထင်မိတယ်ပေါ့ဟုတ်ဟောဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒါလေးလေးနက်နက်တကယ်တွေးမိတာတရှိတယ်ပေါ့နော်ဟောတော့စစ်တပ်ကဒါကျွန်တော်ထင်မထားလောက်အောင်အထိသူတို့ထောင်းလိုင်းရအရန်ကောင်းတယ်ပေါ့နော်ထောင်းလိုင်းအရန်ကောင်းတယ်ဒီလုပ်ငန်းက ဒီနေရာကြီးက KK ဘက်ကစဖို့သူကမြင်းနေရာရွေးရုံပဲရှိသေးတယ်။ဘာမှမလုပ်ရသေးဘူးစစ်တပ်ကဒရင်ရနေသူကချက်ချင်းဝင်ပြီးတော့မှ စီးပြာရွက်ပြင်တဲလေးတွေပဲရှိသေးတယ်ဘာမှမလုပ်ရသေးဘူးဒါစပြီးတော့မှဟိုဟာဖြစ်ဖို့အတွက်ဟိုစပြီးတော့ဒီဒီနေရာစပြီးတော့တို့ဒီထောင်ဖို့အတွက်ပေါ့နော်အမြင်နေရာတန်းရှင်းလုပ်ပြီးတော့မှကျွန်တော်တို့ဟိုလမ်းဟိုဘာလဲဟိုလမ်းလုတ်သားတွေနေတဲ့ပုံစံလေးပေါ့ဝါတဲလေးတွေနဲ့သူကဟိုမိုးရသားလေးတွေမိုးထားရုံပဲရှိသေးတယ်ခြေကလုံးဝတရင်ရပြီးတော့မှဝင်ဖမ်းလိုက်တာ အတော်ဒါစစ်တဲထောင်းလိုင်းကြီးကအရန်တကယ်အရန်အရန်ကောင်းနေတော့ဘာသူတို့ဘာကြံစီနေလဲဘာလုံးနေလဲဆိုတာကိုဒါဟိုနေထူးနိုင်ဝင်သားတာလားမသိဘူးဗောနော်နေထူးနိုင်ဝင်သားတဲ့အဖွဲ့တွေတောင်မှလည်းဒါစစ်တဲထဲမှာတော်တော်ရှိနေဒါမှမဟုတ်နေထူးနိုင်မြန်အဲဝင်ပြီးတော့မြန်စစ်တဲထဲမှာတင်တန်းတွေပါပြီးပေးနေလားဗောနော်အဲဒါမင်းဘာမေးရမလဲလို့စဉ်းစားနေတဲ့အချိန်မှာမင်းရဲ့မိကုန်းကိုကွီးနေထူးနိုင်ဖြေပြီးွားပြီးဆိုတဲ့အမျိုးဟောတိတာဘာမေးရမလဲစဉ်းစားတော့မရှိသေးတယ်ဗောအဖြေွား ဖြေပြီးွားပြီပေါ့နော်ဒီတိုင်းမဲ့ဒါ KK ဘက်ကလည်းဒါကျွန်တော်တို့မြင်းနေရရွေးရုံပဲရှိသေးတယ်ပေါ့နော်ဒီနေရာမှာဒါလုပ်ဖို့ဆိုရည်ရွယ်ရုံပဲရှိသေးတယ်ဒါစစ်တပ်ကအကွက်စီစီဝင်ဖမ်းလိုက်တာပေါ့နော်ဒါဝင်ဖမ်းပြီးတော့မှဓာတ်ပုံပတ်တန်းတွေဓာတ်ပုံပတ်တန်းတွေထဲမှာအကြည့်ကြည့်လိုက်လို့ရှိရင်တကယ်ကျွန်တော်တို့ဟိုဟာပါလဲရှုတ်ကြည့်ရဲ့ဆုတ်ကလို့ဇကာလာပါလဲအဲ့ဇကာအကြည့်နေရတယ်လို့ပဲဒီကလုံးဝဒီနိုင်ရန်တောင်းအနေကြီးကမှဒါရန်သူထွက်လာနိုင်တဲ့နေရာကို တနက်နဲ့တခြားထိုင်ပြီးတော့မှဒါစစ်ဝစ်ဆုံနဲ့ပေါ့နော်ထိုင်ပြီးတော့မှချိန်ပြီးတော့မှတကယ်ဟိုဘယ်လိုပြောမလဲခိုင်းတခိုင်းကိုဝင်ပြီးတော့မှစီးတဲ့ပုံစံမျိုးပေါ့နော်တခြားစနစ်တကျလေ့ကျင့်ထားတဲ့ကွန်မန်ဒိုတွေနဲ့ဝင်ပြီးတော့မှကျွန်တော်တို့ဒါ desktop တွေကိုမီးရှို့တဲ့ဒါဓာတ်ပုံမှတ်တမ်းလဲထွက်လာတွေ့ရတယ်ပေါ့နော်အဲ system ပုံးနေရတော့ဘယ်ရောက်နေလဲတော့ဒါကျွန်တော်တို့လည်းမသိဘူးပေါ့အဲသူကဒီ desktop တွေပဲ ပါလာတယ်ပေါ့နော် desktop တွေပဲပါလာတယ် assistant ပုံးနေတော့ဘယ်လိုမျိုးဟိုဖြစ်လိုက်လဲတော့မသိဘူးပေါ့နော်အဓိကဒါပေမဲ့ तू ကဟို kg pack ကိုသာဖမ်းတာ तू ကဟိုဘောဘယ်လိုထိုးသားကိုပဲဖမ်းတာ तू ချဲတိုင်းမပါဘူးအဲ तू ဖမ်းစီးနီးရလဲတမျိုးပေါ့နော်ဒါဥပဒေအစ်စ်ထုတ်လိုက်လားတော့မသိဘူး तू အဲအဲ့ဒီမှာလုတ်တဲ့အလုတ်သမားတွေပေါ့နော်လက်ခွဲတိုင်းနေတော့အဖမ်းခံလိုက်ရတယ်အဲ तू ဒိုင်ဂျုတ်ကတော့ဘယ်သူမှမသိဘူးပေါ့နော်ဒါအမိမသိဘူး အမိမတိတူတီထောင်ထားတဲ့နေရာလို့ပဲဒါယူဆလို့ရတယ်ဗောနော်အဲ့တော့ဒီဟာကဟိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပြိစေတာကြာမြင့်ပါပြီနှစ်ပြိစေတာကြာမြင့်ပါပြီလောက်ထားတဲ့ဟာကအစောဦးပေါင်းအများကြီးနော်အစောဦးပေါင်းအများကြီးလူပေါင်းအများကြီး ਨੇ ဒါလုံနေတဲ့အလုပ်တစ်ခုပေါ့အဲ့တော့ဒါကျွန်တော်တို့ Starling နေနဲ့ပတ်သက်ပြီးတော့မှအမေရိကန် Focus Fan လာပြီအဲဘယ်နေရာဘယ်နေရာဆိုရဲ့သူ့ရဲ့ အဲဒီအဝိုင်းဝိုင်း focus တခုအမေရိကန်ပြောလာပြီပြောလာတဲ့ပြင်ဒီနေရာမှာဒါရှိနေတယ်ဆိုတော့ဟာဟိုနည်းနည်းလေးအမေရိကန်လေတံလဲပြစ်လဲပြစ်လိုက်တော့ငါတို့ဒါတော့လုံးဝရမယ်ကျွန်တော်တို့ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ဦးလေးကကျွန်တော်အဖေညီမရဲ့ယောက်ျားပေါ့နော်ကျွန်တော်ဦးလေးကအဲ အခုတော့အဖေအဖေရဲ့ညီမကတော့ဆုံးသွားပြီပေါ့နော်ဦးလေးဦးလေးပဲကျန်တော့တယ်ပေါ့အငငယ်တော့သူကအရက်ပုံရောက်တာဟုတ်အရက်ပုံရောက်ပြီးတော့မှသူက3လတခါ4လတခါလောက်ဆိုလို့ရှိရင်ဦးလေးကအမြဲတမ်းဖန်းခံဖန်းခံရတယ်ဖန်းခံရတယ်ဒါပေမဲ့ခဏဆိုရင်သူကပြန်ပြန်လွတ်လာပြန်ပြီအဲပြန်လွတ်လာပြီအဲပြီးလို့ရှိရင်ဒီဆိုင်ကြီးကအဲ့တော့ရောင်းတာရက်သွားလာဆိုတော့လည်းမရက်ဘူး ကျွန်တော်တော့ရဲရောင်းတာပေါ့နော်ချဲ့ရဲပေါ့ကျွန်တော်ရွာဘက်ကနေပြီးမှဂါလန်ပုံးတွေပိုင်းနဲ့ဆက်ဆက်ပီးဆက်ပီးလေးနဲ့လာပို့ကြတာပေါ့နော်လာပို့တယ်အဲသူကအဲ့ဒါကိုဘလင်းလေးနဲ့ပြန်ထည့်ပြီးတော့မှဒဗလင်း20 30အဲ့လိုမျိုးပြန်ပြီးတော့မှရောင်းတာပေါ့ဒဗလင်းအစိတ်လားမသိဘူးကျွန်တော်တို့ငငယ်တော့ကရောင်းတာပေါ့အကျွန်တော်ကမသိဘူးပေါ့နော်ဟာဦးလေးခဏခဏလေးဖမ်းခံရတယ်ဦးလေးရောင်းနေတဲ့အရက်ကလည်းဆက်ပြီးရောင်းနေရတော့မယ်ဒါဘာဖြစ်လို့လဲဆိုတော့အဲသူကပြောပြတယ် ငါတူတဲ့ဟိုကျွန်တော်လေးကြီးလေးကြီးလို့ခေါ်တာလူလူလေးကြီးလူလေးကြီးတို့အဖွားခေါ်ရင်ကနေလူလေးလူလူပြောက်သွားပြီးတော့ကျွန်တော်လေးကြီးလေးကြီးဖြစ်သွားလေးကြီးရယ်မင်းငါပြောပြရမယ်ခေါ်တဲ့အဖမ်းပြတာခေါ်တယ်တဲ့ဆိုတော့အဖမ်းပြတာခေါ်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်သွားပြီးတော့မှအဲသွားတော့ဟိုဟာဖြစ်တယ်ဗောနော်အဲ့တော့ဟို तू ကအဲ့တော့ तू तू ဘာပြောလဲဆိုတော့ပရမသူချိန် तू အဖမ်းခံတဲ့အချိန်မှာ तू ਨੇ ရဲနေပြဿနာတည်တဲ့ဇကားများတယ် ်ဟောဘလို့တော့ပြောလဲဆိုတော့ तू ကဟာမင်းတို့ငတ်ဆိုင်ဒီဇိုင်းတွေမဖမ်းနေတယ်မင်းတခြားအရေးကြောင်းနေတဲ့အိမ်တွေငါလိုက်ပြီးတော့မှလက်ညှိုးထိုးပြရမလားဆိုတော့ရဲရအဲ့မှာဟိုဘက်ဖြစ်သွားတင်းသွားတာဗောဒီကတင်းသွားတော့ဟိုဘက်ဟိုဘက်ကဥပဒေနားလဲတဲ့လူတွေကလည်းဟိုပြောပြဥပဒေနားလဲတဲ့လူတွေတွေမဟုတ်ပါဘူးဘေးရလူတွေကလည်းသူ့ကိုပို့ပြီးအကျိတ်ခံရမှာဆိုတဲ့အခါကျတော့ပြောပြဟိုမင်းအဲ့လိုမပြောရဘူးတခြားလူကတခြားလူမင်းကမင်းအဲ့လိုမပြောရဘူးနောက်မင်းတို့အမိကတ်သွားပြီးတော့မှခဏခဏ ဝင်ပြီးတော့အဖမ်းခံနေရအောင်ပဲဒီတိုင်းပဲအခုလဲဒါ KK pad တခုပဲလား KK pad တခုပဲလားကျန်တဲ့နေရာတွေကျွန်တော်တို့လိုက်ပြီးလက်ညှိုးထိုးပြရမလားဆိုပြီးတော့ကျွန်တော်တို့သွားပြီးတော့စဉ်းစားမိတယ်ပေါ့မနေ့ကလက်ညှိုးထိုးမပြပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါဒါလဲသူတို့ရဲ့ဒါဟိုဟိုစီးပွားရေးပဲပေါ့နော်ဒါလဲသူတို့ရဲ့ဟိုဒါရိုးရိုးသားသားလောက်ကင်စားတော့တဲ့ ်ဒါအခြေအနေဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းဘာမှဒါမနာလို့ဖြစ်စရာအကြောင်းတော့မရှိဘူးပေါ့နော်ဒါဒါလည်းဟိုတော်လိုင်းရင်းနဲ့ပတ်သက်တော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ခီးကိုက်လာရင်တော့ဒါတခုခုတော့ဒါဆုံးဖြတ်ရမယ်ပြောပြောရမယ်ပေါ့စပီးအောက်တော့လောက်ရမယ်အခြေအနေမျိုးပေါ့နော်အဲ့တော့ဒါစစ်တပ်ကအခုဆိုလို့ရှိရင်ဒါ KK ဘက်ကတကယ်ဆစပြီးတော့မှတီထောင်ရုံးမရှိသေးတယ်ဝင်ပြီးတော့မှဖိုင်းလိုက်နိုင်တဲ့အတွက်ကျွန်တော်တို့တမ်ရော်ကြီးနဲ့ဒါဘဘဗိုလ်ချုပ်မှုကြီးတို့လည်းကျွန်တော်တို့က ကျွန်တော်ဂုံယူပါတယ်ပေါ့နော်ဒါလေးပြောချင်တာပေါ့အဲ့တော့ channel နေရာတွေမှာလည်းအများကြီးရှိပါသေးတယ်ဘဘကြီးအနေနဲ့ဒါဟိုဘယ်လိုပြောရမလဲအထူးလေ့ကျင့်ထားတဲ့ commando တွေနဲ့ဒါတိတ်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 ဆိတ်ဆိတ်လျှို့ဝှက်စုံသန်းပြီးတော့မှနော်လျှို့ဝှက်စုံသန်းပြီးတော့ဒုတ်တချောင်းကင်ပြီးတော့ဘာဘယ်လိုပြောရမလဲကားဘွားနေဝလုံးတချောင်းကင်ပြီးတော့မှအဲ့ဒီမြောက်ပြည်ပတ်ဝန်းကျင်လမ်းတွေကိုပတ်မောင်းကြည့်ပါထိ ဝလုံးနဲ့သွားထီးတဲ့ဟာဘဘကြီးဝေဖန်းလို့ရတဲ့ဟာကြီးပါပဲလို့ပြောချင်တာပေါ့နော်အဲ့တော့တိတ်တဆိတ်စုံစမ်းပါပေါ့နော်ဘာခိုးကြောင်ခိုးဝဲနဲ့ဒါကိုယ့်ရဲ့လူတွေတခြားမွေးပေါ့နော်အမကန်တွေတခြားမွေးဟာမွေးပြီးတော့မှဘယ်နေရာမှာကြားဖြန့်လုံနေလဲငါတို့မကောင်းမှုကိုဘလို့နှိမ်နေရမလဲငါလက်ထဲမှာဖရာတကာကြီးလက်ထဲမှာလုံးဝငါဒီလိုမျိုးအဖြစ်မခံဘူးဆိုတဲ့ဟာမျိုးဒါဘဘကြီးနေနဲ့ဝေပြီးတော့မှဖမ်းနေခြင်းပါတယ်ပေါ့နော်ဒါလေးလဲဘဘကြီးနေနဲ့အောင်မြင်မှုတွေနောက်ထပ်ထပ်ပြီးတော့ရပါသေးလို့လဲဆူတောင်းပေးပါတယ် တော့အဲ့တော့ဘဘာကြီးနေပြီးခဲ့တဲ့ရပိုင်းရပဲ NCA မှာလာတွေးခဲ့တဲ့ပုံကိုဒီလေဟိုအရေးရှိပါတယ်သူတို့လည်းအဲ့လိုမျိုးရိုးသားစွာလောက်ကင်စားတော့နေရည်လည်းရှိပါတယ်ဒါရင်လည်းပဲလို့လေဘဘာကြီးနေနေလဲဒါဟိုကြောရသားဂျင်ရသားမခွဲကြဘဲနေပေါ့နော်ဥပဒေအထက်မှာ ဘဘကြီးသူသူကိုယ်တိုင်အင်္ဂလိပ်လိုတခါပြောထားတာရှိပါတယ်ဟိုဟာအင်တာဗျူးတစ်ခုမှာဒါကျွန်တော်တို့မှတ်မိတယ်ဘာဘာလဲကျွန်တော်တို့အင်္ဂလိပ်လိုပြန်မပြောတတ်ဘူးဗျာဥပဒေထဲမှာဘယ်သူမှမရှိဘူးလို့သူတခါပြောခဲ့တယ်ဗောနော်ဒါဘဘကြီးကောင်းပါတယ်အဲ့တော့ဥပဒေထဲမှာဘယ်သူမှမရှိဘူးဆိုတဲ့အခါကျ NCA မှာပဲလာတွေးခဲ့တဲ့လူပဲဖြစ်ဖြစ်မတွေးခဲ့တဲ့လူပဲဖြစ်ဖြစ်ဒါဥပဒေနဲ့မလွတ်ခင်းတဲ့အလုပ်လုတ်လုတ်နေတာကတော့ဘဘကြီးမြင်မယ်ဆိုရင်တော့ဒါတော့ရှောက်ဖန်းစီတင်ပါတယ်ဆိုတဲ့ဟာလေးကိုဒါကျွန်တော်ကျွန်တော်ကအကြံပြုချင်ပါတယ်ဗျာဟုတ်ပြီးခဲ့တဲ့ရပိုင်းကလည်းဒါ ကမ်ဘောဒီးယားနယ်စပ်မှာပဲဒီကြားဖြန်ဖွဲ့တွေကိုဒါကမ်ဘောဒီးယားအစိုးရတွေပါတယ်အဲ့လိုမျိုးဖမ်းတာပေါ့နော်အခုလေဒါမြန်မာနိုင်ငံဟိုပါပေါ့မြန်မာနဲ့ထိုင်းနဲ့နယ်စပ်မှာရှိရှိနေတယ်လို့အမေရိကန်ပြောလိုက်တာနဲ့ဘဘအကြီးကကြောက်လန့်ပြီးတော့ဖမ်းတယ်ပေါ့နော်နောက်တစ်ခုကလည်းဒါကျွန်တော်တို့ဒီအရခတ်တက်တော်အေအေကနေမှာအထုတ်ပြန်ချက်တခုပေါ့နော်အဲ့ဒီထုတ်ပြန်ချက်ကတော့ကျွန်တော်တို့အဲညနေ6:00နာရီကနေမှမနက်6:00နာရီထိအဲ ဟိုငားမဖမ်းဖို့ပေါ့နော်ပင်လယ်ပြင်မှာငားမဖမ်းဖို့အခုနောက်ပိုင်းမှာဒါစစ်တပ်ကလည်းဒီမှာကြောက်ဖြူတို့စစ်တွေတို့ဘက်ကိုအင်အားလုံးရင်းပေါ့နော်ပို့နေတာတွေရှိတယ်နောက်တစ်ခုကဒါကျွန်တော်တို့အရခတ်တက်တော်အေးအေးထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တဲ့ကျွန်တော်တို့တန်တွဲတို့ဂွားတို့ဘက်ကိုလည်းဒါစစ်ကောင်စီအနေနဲ့ပင်လယ်ပြင်ကနေဒီမှာတမောနဲ့စစ်တမောတွေအများဆုံးလှုပ်ရှားလာတာတွေရှိတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီတန်တွဲတို့ဂွားတို့ပေါ်မှာကိုလည်းစစ်ကောင်စီရဲ့လေကြောင်းကင်းထောက်လေရင်တွေကနေဒီမှာ ပြန်ဝဲပြီးတော့ကင်းထောက်နေရတယ်တွေ့တဲ့အခါကျတော့အာရခတ်တက်တော် AA ကနေမှဒါညဘက်ကိုရခိုင်ပြည်သူလူလူအနေနဲ့ငါးဖန်မထွက်ဖို့ပေါ့နော်ဒီငါးဖန်သမားတွေကိုဟိုအကြောင်းပြပြီးတော့စစ်တဲ့စစ်ကောင်စီအနေနဲ့ဒါကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းထဲကမျိုးတွေရွာတွေကိုကတ်လာနိုင်ခြင်းရှိတဲ့အတွက်ကြောင့်အဲဒီငါမဖန်ဖို့ပေါ့နော်ညဘက်ကိုငါမဖန်ဖို့ဟိုအမိတ်ထုတ်ပြန်တာလေးတော့တွေ့ရတာပေါ့ဟုတ်ဒါနဲ့ပတ်သက်လို့လည်းရန်ရန်သူ မိတ်ဆွေရှင်းတင်ခြင်းတဲ့သဘောပေါ့ဗျာအဲ့တော့ညပဲဆိုရင်ညည6နာရီကနေမနေ့6နာရီဆိုတဲ့အချိန်ကအဲကျွန်တော်တို့ပင်လယ်ပြင်ထဲမှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကာလာမိုက်ပြီပေါ့နော်ဟိုဟိုစစ်စစ်သုံးစကားနဲ့ပြောရရင်ကာလာမိုက်ပြီပေါ့ကာလာမိုက်တဲ့အချိန်ကကျွန်တော်တို့အဲမှောင်တဲ့အချိန်လို့ပြောပြောနေတာပေါ့နော်ပြောတဲ့ခါကျလည်းဒီမှောင်တဲ့အချိန်မှာကျွန်တော်တို့အလီတစည်းကဥမာညဘက်မှာငါဖမ်းပြီးတော့မှကန့်ကတ်လာမယ် တန်းကလာတဲ့ချိန်မှာလှမ်းပြီးတော့မှမေးလို့မြန်းလို့မရတဲ့အခြေအနေမျိုးဆိုရင်ဒါအားတစ်ခါတော့အေးရသူကပြစ်ခတ်ရလိမ့်မယ်ပြစ်ခတ်တဲ့အခါမျိုးမှာသူကကိုယ့်ရဲ့ပြည်သူလူထုငါးဖန်းဆက်လေးဖြစ်နေမှာဆိုးတဲ့အတွက်ခင်ဗျားတို့ညာ၆မနေ့၆မထွက်နဲ့ဟုတ်ထွက်တဲ့အချိန်ဆိုလို့ရှိရင်လည်းဒါမနေ့၆ကနေညနေ၆နာရီဂျားတဲ့တော့အဲ့တော့ကန်းလွန်ပေါ့နော်အဝေးတဲ့နေရာကိုသွားပြီးတော့မှမဖမ်းနဲ့ဝေးတဲ့နေရာကိုသွားဖမ်းလို့နည်းနည်းကန်းနဲ့နည်းနည်းဝေးွားလို့စစ်သည်မောတွေလာလာတွေ့လို့ရှိရင်လည်း ကန်းကိုအမြန်ဆုံးပြန်ကတ်ပြန်ကတ်လာပေါ့နော်ဒီဟာကဘာလဲဆိုတော့ तू ကမြန်မာနိုင်ငံမှာအတရားဝင်ဓမြကတော့ကျွန်တော်တို့ဟိုစကားစားရဲ့ရေတက်ပဲပေါ့နော်အတရားဝင်ဓမြတော့စကားစားရဲ့ရေတက်ပဲအဲ तू ကဒီမှန်လေးနဲ့ပေါ့နော်ဟိုအဝေးကငါဖန်ဆက်လီယာစာလှမ်းပြီးတော့မှကျွန်တော်တို့ဒီမှန်လေးနဲ့နေရောင်လှမ်းပြီးတော့မှသူတို့စီကိုလှမ်းရိုက်လိုက်လို့ရှိရင်လဲလဲလဲမြင်တာနဲ့မဖြစ်မနေ လာကိုလာရတယ်ဗောနော်သူကစစ်တင်မောနဲ့မလာလို့စစ်တင်မောနဲ့အဲ့တင်မောကိုလိုက်မယ်ဆိုလို့ရှိရင်ဒါဟွာဖြစ်တာဗောနော်အဲ့ပြီးလို့ရှိရင်တချို့အတင်မောတွေဗောနော်တချို့ငါးဖန်တင်မောတွေအဖန်စီခံရတယ်သူကစစ်တပ်ကိုပြန်ပြီးတော့မှစစ်တပ်ကနိုင်ငံပိုင်တိမ့်တယ်ဗောအဲ့တင်မောကိုနိုင်ငံပိုင်တိမ့်တဲ့ခါကျရင်ဘလို့မျိုးတိမ့်လဲဆိုတော့သူကအယိုးချောက်ချက်ပဲဟိုအရေဟိုနိုင်ငံတော်ကရတော့တယ်အကျန်တဲ့ဟာတွေအကုန်လုံးကအဲ့ထဲမှာရှိတဲ့ဒီ RD RD ဗောနော်ရေဒီယိုတယ်လီဖုန်းပြောတဲ့ကျွန်တော်တို့ ဒီအဝေးပြောတဲ့ set တွေပေါ့နော် set တွေရေး set တွေတို့ပြီးရင်ဒီကျွန်တော်တို့ကားလို့ပြောရရင်ကား cassette တို့ဘာတို့အဲ့လိုမျိုးတွေပေါ့နော်အဓိကအထက်တည်းကဟိုကောင်းသမျှပစ္စည်းတွေအကုန်လုံးဖြုတ်ယူတယ် အဖြုတ်ယူပြီးတော့တချို့ဆိုလို့ရှိရင်ဒါပင်လယ်ပြင်ထဲမှာတွေ့လို့ရှိရင်တူနာငါးတွေအားစားပေါ့နော်တူနာငါးဆိုရင် တကောင်အဲဒါ3ပေ4ပေလောက်ဆိုလို့ရှိရင်ဒါတိမ်ပေါင်းအများစွာတန်ဖို့ရှိတဲ့ဟာပေါ့နော်အဲ့တော့အဲတူနာငါးတွေအားစားတူနာငါး10កောင်လောက်မိရင်တော့နိုင်ငံတော်က2កောင်လောက်တော့ရတာပေါ့စားခြင်းစားခြင်းတော့ရတော့8កောင်လောက်ကတော့ဒါဟိုပျောက်ဆုံးပျက်စီးပေါ့နော်အဲ့ဒီဘာမှသူကဘူကြီးကဘူကြီးကတပိုင်းရမယ်ဘုံမှုကတကောင်ရမယ်အဲ့လိုမျိုးပေါ့သူတင်မောရဲ့ CEO ကအဝါဖြစ် ပြီးတော့မှလောက်တာပေါ့နော်အဲ့တော့ဒီတင်မောတွေကဟိုစစ်တင်မောတွေကသူကတရားဝင်ဓမြလို့ကျွန်တော်ပြောရရင်အကြောင်းရင်းကငါဖန်လာတဲ့ပြည်သူလူထုရဲ့လှေကို အချိန်မရခေါ်ပြီးတော့မှပတ်စံတောင်းနိုင်တယ်လို့အချိန်မရခေါ်ပြီးတော့မှစီတောင်းနိုင်တယ်အဲ့သူကစီကသူတို့မောင်းတာလဲပို့တယ်ပြီးတော့တခါပြည်သူလူထုငါးဖန်းဆက်လေးရနေပြီးမှလာခဲ့စီတပေပါချခဲ့ဆက်လေးအကြီးသေးပေါ်မူဒီပေါ်မှာလာခဲ့နှစ်ပေပါချခဲ့သုံးပေပါချခဲ့နဲ့ ဒီဟာတွေစုပြီးတော့တို့ဒါကန်းကပ်ပြီဆိုလို့ရှိရင်ပါလို့စီဟိုစီရောင်းစားတယ်ပေါ့နော်ဒါရေဘဲတွေလေဘဲတွေလည်းទីပါတယ်ဒါစီရောင်းနေကြောင်းတော့ပေါ့နော်စီတကိုးတွေទីတယ်လေအဲ့တော့ဒီဟာမျိုးတွေလှုပ်တတ်တယ်တွေ့ပြည်သူလူထုနဲ့တော့ရှင်းရှင်းပြောရင်ဗျာထစ်တင်မိုးဟိုဟိုဟာလှုပ်တော့မှာတွေ့တော့မှာအားတစ်ခါတော့အေးကတွေ့တော့မှာတွေ့တော့မှာဖြစ်တဲ့တွေ့ခင်ဗျားတို့ပြည်သူလူထုရဲ့လှေနဲ့ စစ်တပ်ကလေနဲ့ရန်သူလေနဲ့မိတ်ဆွေလေနဲ့ရောပြီးတော့မှရောပြွန်းနေသူတို့မှပြစ်ဖို့တွေဝေဝါပြစ်မှတ်ဖြစ်မှာဆိုးတဲ့တွေခင်ဗျားတို့လုံးဝမတော်ပါနဲ့အဲ့တော့ကာလဘလောက်ထိကြာမြင့်တော့အမိန်အထုတ်ထားမလဲဆိုတဲ့ဟာကိုသူထပ်ပြီးတော့မှထုတ်ပြန်ထားတာဗာလဲဆိုဒီအမိန်ထုတ်ပြန်ပြီးတော့နောက်ထပ်အမိန်တစုံတရာမထုတ်ပြန်မချင်းကတော့ ဒါဒီမိန်ကတော့တီစဲပဲတီစဲပဲဖြစ်တယ်ဆိုပြီးတော့မှထုတ်ပြန်ထားတယ်နောက်တစ်ချက်ကပါလဲဆိုတော့ဒီအိုဝါကအာရခနာတို့အီဆက်ပြီးတော့မှတိုက်ခိုက်တိမ့်ပိုက်ဖို့ကြံစီနေတဲ့ကျွန်တော်တို့မျိုးသုံးမျိုးပေါ့နော်အမျိုးသုံးမျိုးအဲဒါစစ်တွေကြောက်ယူမန်အောင်ပေါ့နော်ဒီမျိုးသုံးမျိုးနဲ့ပတ်သက်ပြီးတော့မှလည်းစစ်တပ်ကအင်အားကိုဘယ်ရက်နေဖြစ်နေတော့ရေချောင်းကနေပြီးတော့မှဖြစ်နေတယ်ပေါ့နော်ခြေလင်းကဘလို့မှ တက်လာလို့မရတော့ဘူးဝင်သမျှအပေါက်တွေကလည်းအကုန်လုံးပိတ်နေပြီဆိုတဲ့ခါကျတော့ဘလို့မှလာလို့မရတော့တဲ့အခြေအနေမှာကျွန်တော်တို့အာရေချောင်းကနေအင်အားတွေဖြည့်နေတာရှိတဲ့အတွက်လည်းအားခါတော့အေးကအမှုန်ကြိတ်ဖို့ကြံစီနေတဲ့အတွက်ခင်ဗျားတို့တင်မောတွေနဲ့ရှိခွေးဒီမောနဲ့တွားပြီးတော့မှမရောစီဘူးအတွက်ဒါထုတ်ပြန်ချက်ထုတ်ပြန်ခြင်းဖြစ်တယ်ဆိုရဲဟာလေဒါကျွန်တော်ရှင်းပြတာပေါ့ဟုတ်နောက်တစ်ခုကလည်းဒါအခုတတလောမှာစစ်ကောင်စီအနေနဲ့ဘူဘူက ဟိုတိုက်တန်းကလည်းရှုံးနေတော့ရှုံးနေတဲ့အခါကျတော့ဒါတိုင်းရင်သားအရှင်းရှင်းကိုပဲဒါသွေးခွဲပြီးတက်ရှုသွေးခွဲပြီးတော့ဟိုတုံးလာတဲ့စနီပြူဟာတွေတုံးလာတာပေါ့နော်အခုလက်ရှိဆိုရင်လည်းဒါကရင်ပြည်နယ်ကရင်ပြည်နယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရှမ်းပြောက်ဆိုရင်လည်း MND เนาะဒါဆိုရင်တော်လရင်ရေးမှာအဲ့ပြည်နယ်တစ်ခုကတော့ဒါတေးကြတဲ့ကျွန်တော်တို့တော်လရင်အတွက်နည်းနည်းအားနေသွားပြီလို့ ြောလို့ရတယ်ဗောနော်နောက်တစ်ခုကကျွန်တော်တို့ sky တိုင်းဆိုလဲဟိုဘက်မှာ homeland လို့ဘာလို့ဘက်မှာချမ်းဒီလို့ဘာလို့ရှိတယ်အခုရခိုင်ပြည်နယ်မှာဆိုရင်လဲဒါ island နဲ့ဘုရားဘုရားဘာသာဘုရားဘာသာတွေနဲ့ဒါဟိုတိုင်းရင်းသားချင်းချင်းဟိုဟိုတွေးကွဲအောင်လို့ဗောနော်တွေးကွဲအောင်လို့လောက်တဲ့စစ်နေပြူဟာတွေကထိရောက်တဲ့အတွက်ကြောင့်လက်ရှိဓာတ်တွေလည်း တုံးနေတာကိုတွေ့ရတာပေါ့ဟုတ်ဒါပဲလေအခု NCA ဆိုတာလဲဒါပဲညီဆက်ရဲ့ NCA မှာသူတို့တရားဝင်တာထုတ်ပြီးတော့မှ ပြောတဲ့ state ပေါ်မှာတက်ပြောတဲ့ဟာဒါပါရာဖတ်ပေါ့နော်ပါရာရာသာရာသာအာရာဖတ်ကိုပြောတာတော့မဟုတ်ပါရာဖတ်ပေါ့ဒီဟိုဟာဗာလဲဟိုဆိုင်ရွက်ကြီးမိန်ကုန်းဆိုင်ရွက်ကြီးသူကဟိုကကဘီကနေရိုက်ပေးမယ်ရိုက်နှိပ်ပေးမယ်ရိုက်နှိပ်ပေးတဲ့ဟာကိုစင်မော်စတိတ်စင်မော်တင်ပေးတယ်မင်းအောင်လိုင်းဖတ်တယ်ဒါကတပိုင်းအောက်ချိန်မှာ1 by 1တွေ့တဲ့အချိန်မျိုးမှာ တတ်ရှူရှူပေးလိုက်ပါဟမ်ပါတီလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပါတီတို့ပြီးနေတိုးတဲ့အောင်လို့ကျွန်တော်ကလုပ်ပေးနေမွန်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဲ MNSB လည်းဒီတိုင်းပဲအဲကျွန်တော်တို့ကမွန်ဘယ်လိုမျိုးဘာဖြစ်အောင်လုပ်ပေးနေတာအဲ့ဒီထဲမှာမုံမုံထဲမှာသူက GNU တက်မှာတစ်ကကျွန်တော်တို့ဒါတထုံပက်ချန်တထုံကြိုက်လို့ဘီလင်းပက်ချန်မှာရှိတဲ့အခါကျတော့တက်ကမှာ GNU တက်မှာတစ်က ငါတို့ဘလို့ဟိုဖြစ်နေတယ်တမတီကအဲ့ထဲမှာဝင်ပြီးတော့မှဟိုဖြစ်နေတယ်ဟိုဘာမူတူးဆေးဖို့ကြတယ်ဘလို့ပြောမလဲအဖာရီယလာဒီယိုလာတာဖာရီအောက်ကကောင်တွေကအဥက္ခရာဟောင်းသွားတာငါတို့နဲ့မဆိုင်ဘူးလို့အောက်ကနေနောက်ကနေတစည်းစည်းထုတ်ပြန်နေတယ်တစည်းစည်းပြောနေတယ်ဒီကိစ္စမခံနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒီကအသက်ကြီးပြင်မဲ့လဲတန်မာကြောင်းလေးပြလိုက်ပါဦးလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဒါမျိုးတွေပြောပြီးတော့မှ ူကအောက်အောက်ကသွေးကွဲနေလေအောက်အောက်ကဆိုတာကဒီလိုမျိုးကျွန်တော်တို့ဒီဟိုဟိုတော်လိုင်းတက်ဖွဲ့ကြီးပေါ့နော်တော်လိုင်းတက်ဖွဲ့ကြီးသွေးကွဲနေလေကျွန်တော်တို့ထောက်ဖို့တွေသွေးကွဲရင်ဘာဖြစ်လဲတော်လိုင်းထောက်ဖို့တွေသွေးကွဲရင်တက်ဖွဲ့တွေနင်းတာအဲတပည့်သူပိုင်းငါအလှူခံမလိုက်ဘူးတော့ငါငါရတဲ့ဟာငါအလှူခံလို့ရတဲ့ဟာငါဘယ်လိုပဲလှူမှာဘယ်ဖွဲ့တော့မလှူဘူးတော့ပြီးနောက်တစ်ခုရှိတယ်အန်ယူဂျီအောက်မဝင်တဲ့တပ်ဖွဲ့သူမလှူဘူးတော့အန်ယူဂျီအောက် ဟိုဝင်တဲ့တက်ဖွဲ့ဆိုမလှဘူးဟာအဲ့အဲ့မှာဝီဝါဒရဲတဲ့ကွဲကွဲပြပြအောင်အဲ့တော့ဘယ်သူပဲကျွန်တော်တို့အကုန်လုံးကဗာလဲဆိုတော့သွားနေတဲ့လမ်းကဘေးလမ်းလေချစ်ကောင်စီပြုတ်ကြရေးပဲအဲ့ဒါဟိုဟာဟို CDN နောက်မဲ့နောက်မှဝင်လာလို့တို့ငါရှေ့မှဝင်လို့တို့အဲ့ဒီဟာဟိုဟိုဟာကလေးကအာစစ်တပ်ထဲမှနေကလေးကအမေစုကိုချစ်ခဲ့တာတို့ဒီဟာဟိုဟိုဟာဖြစ်တာတို့ဒီဟာဖြစ်တာတို့ဆိုတော့ဟာဒီကိုနားယောင် နေမယ်အစားပေါ့နော်အဲ့တော့ဒါတွေကို နားယောင်နေမယ်အစား ဒီလိုသွေးကွဲနေလေဒီဘက်ကဒါကျွန်တော်တို့ထောက်ပို့มาဆိုလို့ရှိရင်ဒါကမ်ပိန်းနေมาဆိုလို့ရှိရင် တကယ်ချမ်းချမ်းတော့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဒါပန်ဆယ်လို solution နဲ့ဒါကျွန်တော်တို့ထောက်ပို့ကနေထောက်ပို့ကနေအနားယူပြီးဆိုတော့အသူ post တင်လိုက်တဲ့အချိန်မှာဟိုကျွန်တော်တို့ဘက်ကလည်းလှုပ်ခတ်သွားတယ်လို့ချစ်ကောင်ကြီးဘက်ကပြောတာပေါ့ဟုတ်တယ်ဘာလို့ငွေဥမာကိုလင်းလင်းတို့ချိုးပွဲမဆိုးဘူးဆိုလို့ရှိရင်ကိုလင်းလင်းချိုးပွဲမဆိုးဆိုကျွန်တော်သွားဆိုလို့ကိုလင်းလင်းတော့ပတ်ဆိုင်ရမလား ်ဘပီစလူအလောက်လုံလားအဲ့တော့ကိုလေးလေးနဲ့မချီသူဝင်နဲ့သူကလေးသမီးလေးနှစ်ယောက်နဲ့ဟိုတွေ့ပြီးတဲ့အခါကျမှဒေါ်လာ20လူချင်းဒိတ်ကနေကမှဒေါ်လာ100လဲဖြင့်ပြသွားမယ်အဲ့ဒီတချင်းတွေကိုနားထောင်ပြီးတော့မှမန်ပြေးနေပါညာတချင်းတွေကိုနားထောင်ပြီးတော့အဲ့တော့ဟိုဘက်ပါလို့လဲဆိုတော့လူသမားဟာတွေကိုအကုန်လုံးကိုသူတို့ခီးသွားသရိတ်တော်မယူဘဲနဲ့တော်လှန်ရေးတွေကိုအကုန်လုံးလှူလိုက်တယ်ပေါ့နော်ဒါမျိုးတွေပေါ့အဲ့တော့တကယ်ထောက်ဖို့တွေသွေးကွဲနေလေကျွန်တော်တို့ နာမည်ကြီးဆယ်လီတွေတခုခုဖြစ်နေလေတယောက်နဲ့တယောက်ထိုးဟိုလိုင်းပေါ်မှာဟိုဟာဖြစ်နေကြလေကြိတ်နေကြလေစစ်ကောင်စီကကြိုက်လေပဲဒါသွေးခွဲသွေးခွဲအုပ်ချုပ်ခြင်းရဲ့ဒါအကျိုးရလက်ပဲပေါ့နော်အကျိုးရလက်ပဲအဲ့တော့သူကသူကျွန်တော်တို့ဟိုပါနွားကွင်းကြီးကြားဆွဲမှာပဲဆိုတော့ဇကားလိုပဲစစ်ကောင်စီကတော့အမြဲတမ်းကျွန်တော်တို့တိတ်ခွဲတက်ရှုံနေမှာပဲဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လူဒူးကလည်း အသက်တွေလည်းကြီးကြပါပြီဗျာเนาะအသက်တွေလည်းကြီးကြပါပြီအဲ့တော့ကျွန်တော်တို့အရွယ်တော်မှာပဲကျွန်တော်တို့တွေသွေးမကွဲဖို့ဆိုပြီးတော့မှအအမြဲတမ်းစဉ်းစားခဲ့တဲ့လူငယ်တွေတောင်ရှိနေသေးရင်ဒါလူကြီးအနေနဲ့လည်းငါတို့ကိုစစ်ကောင်စီကခေါ်ပြီးတော့ဂျင်းထည့်လိုက်တာငါတို့နေမိမှာငါတို့လူလူလူလွတ်မြောက်ရေးကိုငါတို့ကငါတို့ပဲလောက်ရမှာပါလားဆိုတာလေးကိုတွေးစီခြင်းတယ်လို့ကျွန်တော်ကတော့ပြောခြင်းတာဗောနော်ဟုတ်ဟုတ်ဒါနောက်တစ်ခုကတော့ကျွန်တော်တို့စကိုင်းတိုင်းဗောနော်စကိုင်းတိုင်းစားလမ်းကြီးမြို့တယ်စက်တီရွာသားနေရာကိုစစ်ကောင်စီ စစ်ကြောင်းကနေမှဖမ်းဆီးပြီးတော့မှခုနဓာတ်နဲ့မှုံးပြီးတော့အသက်ဖြတ်တာရှိတယ်ပေါ့နော်ဒီစစ်ကြောင်းကလည်းဘုံကကျွန်တော်အင်အား150ပါတဲ့စစ်ကြောင်းကကျွန်တော်တို့ဒီအော်တိုဘာလ16ရက်နေ့ကစပြီးတော့ဒါညောင်ပင်ကြီးစကန်ကနေပြီးတော့စထွက်တယ်တယ်ပေါ့နော်စထွက်ပြီးတော့မှခုနကျေးရွာတွေကိုလိုက်ပြီးရှို့လာတယ်နောက်တစ်ခါသူတို့လိုချင်တဲ့ပစ္စည်းတွေကိုဒါဟိုယူလာပေါ့နော်ယူပြီးတော့အဲ့ဒီဟိုဒီ အင်အား150ပါတဲ့စစ်ကြောင်းဝင်လာပြီဆိုရတဲ့ဒီကြေးရွာရွာ20ရာလဲအကောင်လုံးပြည်သူတွေကထောင်နဲ့တောင်းနဲ့ရှိပြီးတော့လွတ်မြောက်ရအောင်ထွက်ပြေးနေကြတာပေါ့အဲ့နောက်တစ်ခုကအစိုးရကကျွန်တော်တို့ဟိုပါပေါ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနေမှာပါရာမော်တာ2စီးနဲ့လဲဒါရွာတွေကိုလေကြောင်းတိုက်ခိုက်မှုပေါ့ပုံကျဲတယ်အောက်ကလည်းဒါအင်အား150နဲ့စစ်ကြောင်းဝင်ထိုးပြီးတော့ဒါကျွန်တော်တို့ပြည်သူလူထုကိုတပ်ဖြတ်နေတာတွေတော့တွေ့ရတာပေါ့ဟုတ်အဲ့ဒီခါကတော့ဒါက ကျွန်တော်တို့ပြောရမယ်ဆိုစိတ်မကောင်းစရာပေါ့နော်ဒါနဲ့မှုံပြီးတော့မှအတက်ပြတ်ခံရတဲ့ပြည်သူလူထုတွေရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တက်လာတဲ့တည်င်းမှာကျွန်တော်သွားပြီးတော့မှကြီးလိုက်တဲ့အချိန်မှာဘုံဒီတလုံးပေါ့နော်စစ်ကောင်စီကပြစ်လိုက်တဲ့ဘုံဒီတလုံးကကျွန်တော်တို့ပြည်သူလူထုကြားထဲကိုကျပြီးတော့မှကျွန်တော်တို့မကွဲတာတလုံးသွားပြီးတော့မှတွေ့ရှိရတယ်ပေါ့နော်အဲ့ဒီတလုံးကိုကျွန်တော်ကြီးလိုက်တဲ့အချိန်မှာ စစ်ကောင်စီထုတ်မဖြစ်နိုင်ဘူးပေါ့နော်စစ်ကောင်စီတော့မဖြစ်နိုင်ဘူးဆိုတဲ့အခါကျတော့ စစ်ကောင်စီကသူ့ရဲ့မိဖက်နိုင်ငံတွေဖြစ်တဲ့ဒါကျွန်တော်တို့ဒီအဝါရောင်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဟိုအတွေ့အုံရပါတော့လေးလာသုံးသပ်မိတလောက်ကတော့တရုတ်ထုတ်ဖြစ်နိုင်ကြီးအများကြီးရှိရပါတော့အဲ့တော့တရုတ်ကဟိုကျန်တဲ့အကူအညီထောက်ပံ့မှုတွေမဟုတ်ဘဲနဲ့လက်နက်ခဲယမ်းထုတ်ပြီးတော့မယ်ချစ်ကောင်စီကိုလာတဲ့လေလေရင်တွေမှာဟိုလေရင်တစည်းမှာ ဘုံဒီအလုံးတရာတင်ပေးလိုက်ဟိုဒစည်းလုံးကြီးပေါ်ပေါ်တင်နီလာပြီးတော့မထောက်ပါနဲ့ဥမာလူစည်းလေရင်မှာပဲဖြစ်ဖြစ်ဒါမျိုးပေါ့နော်အတေချာပက်လုတ်ပြီးတော့မှာကျွန်တော်တို့ luggage တွေဂျားထဲမှာထည့်ပြီးတော့ဟိုဟိုဘက်လေစိတ်ဒီဘက်လေစိတ်ပြောထားပြီးသားဖြစ်တယ်တွေ့ဒီထုတ်ကစစ်ကောင်စီကယူရမယ်အထုတ်ဆိုတဲ့ဟာသူကသူဟိုတီးပြီးသားပေါ့နော်စစ်ကောင်စီနာမည်နဲ့ထည့်ပေးလိုက်လို့ရှိရင်ရတာပေါ့နော်ဒီလိုမျိုးတွေတောင်ကျွန်တော်တို့အဲလုံနေပြီလားလို့တောင်သွားပြီးတော့မှတွေးမိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေက ဟိုချစ်ကောင်းစီမှာလဲသူသူ့မှာရန်တတ်တာကြီးလာနိုင်တယ်ဆိုတော့ပြောပြတာဗောနော်ဘာလဲဆိုသူလဲရှုံးမခံရှုံးမှာဆိုတဲ့အတွက်သူ့မှာလဲရသမျှနီလန်းကိုသူတောက်လျှောက်အလုံနေမှာပဲဗောနော်ဘာဖြစ်လို့ဆိုကျွန်တော်တို့ကကာပါဆာနာကပ်ပြီဟုကာပါဆာတိုက်တော့မယ်ဆိုတဲ့အခါကျတော့ငါတို့ဒီကာပါဆာကကြီးမထွက်ရင်ငါတို့ဘယ်ကကြီးထွက်အောင်လုပ်မလဲဒီကာပါဆာကငါတို့တနက်မထွက်ရင်ငါတို့တနက်ထွက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုလဲစစ်ကောင်စီကဒါ ဟိုကြိုပြီးတော့မှစဉ်းစားထားတဲ့အချက်တွေရှိလာနိုင်တယ်ဆိုတာကိုအခုဘုံဒီတလုံးကြီးကြီးအားဖြင့်ဒါအသုံးသက်လို့ရတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြောချင်တာပေါ့နော်ဒါကျွန်တော်တို့2024ခုနှစ်ဒါဟိုပေါ့တက်တုံညာနှစ်ခုစစ်စရေးနောက်ပိုင်းမှာစစ်တပ်အနေနဲ့ကဘုံကဒီကမ္ဘာစားအထုတ်တဲ့ကြီးတွေကကျွန်တော်ဘုံမှုလို့ကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်ထုတ်လိုက်တဲ့ဒိတ်တွေကိုကြည့်လို့ရှိရင်ဒါကမ္ဘာစားအနေနဲ့လိမ့်ပတ်မလဲဘူးခုထုတ်ခုပြစ်တွေအခုထုတ်ခုပြစ်တွေပေါ့နော် ဒါပေမဲ့ဟိုငလင်းလှုပ်သွားတာမင်းအွန်လိုင်းအတွက်ဒါဟိုအားတကျတစ်ခုဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ငလင်းကစားရေးအကြောင်းပြပြီးတော့မှခုနကတရုတ်နိုင်ငံနေကြီးမှာဒါကြီးစံနေပေါ့နော်။ခုနအဲ့ငလင်းလှုပ်ပြီးတဲ့ကျွန်တော်တို့ဒီ2025 March လပေါ့နော်28ရက်နေ့နောက်ပိုင်းမှာပဲစပြီးတော့ဒါအညာဒေတာကိုဖြစ်တဲ့ကြီးဒီကိုလိုက်ကြည့်လို့ရှိရင်ခုနလို30မီလီမီတာကန်တော့ကြီးတို့တခြားဘုံတွေပါတွေကဒါတရုတ် တရုတ်ထုတ်တွေကြီးပဲအဲအဲ့ဒါကြောင့်ကျွန်တော်တို့ကရှေးမှာလည်းဒီအတွေ့အကြုံတွေကရှိခဲ့ပြီးသားကျွန်တော်တို့နာဂစ်ကိုအကြောင်းပြပြီးတော့မှခုနဆက်လက်နပစ္စည်းတွေခိုးဝယ်တာတွေရှိခဲ့တယ်အခုဒါငလင်းကိုအကြောင်းပြပြီးတော့မှတရုတ်နိုင်ငံအနေမှာအဲ့ချိန်မှာတရုတ်လေရင်တွေကလည်းတောက်လျှောက်ဝင်တာပေါ့နော်နောက်တစ်ခု YA ဆိုလဲသွားတည်တာမျိုးတွေဒါမျိုးတွေရှိခဲ့တဲ့အတွက်ကြောင့်ဒါလုံးဝစစ်ကောင်စီအနေနဲ့ညှင်းလို့မရတဲ့အချက်ဆိုတော့သွားတွေးရတာပေါ့ဟုတ်ဟုတ်အဲ့တော့ဒါဒီနေ့ ကျွန်တော်တို့ပြောခဲ့တဲ့အထဲမှာတော့ဒါစစ်တပ်ရဲ့တကယ်အရန်ကြောက်စရာကောင်းတဲ့ထော်လန်းရေးပေါ့နော် ထော်လန်းရေးရောအထူးကွန်မန်ဒိုတွေရောကျွန်တော်ပြောရင်ပြောရင်လည်းကိုရီကြီးချင်တော့ပေါ့နော်ဒါထော်လန်းရေးကတော်တော်ကောင်းလာပါပြီအဲ့တော့ကျွန်တော်တို့ထော်လန်းရေးဘက်တော်သားတွေလည်းပဲစစ်တပ်ရဲ့ထော်လန်းရေးကိုရှော့တွက်လို့မရဘူးဆိုတဲ့ဟာလေးလည်းသတိထားသိနေတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ အေးရဲ့ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုအနေနဲ့လိုက်နာစေခြင်းနဲ့ပေါ့နော်။ဘာဖြစ်လို့လဲ။ညဘက်ဆိုတင်မောကကျွန်တော်တို့အဲဒါငါးဖန်းဆက်လေးဒါစစ်တဲ့တင်မောလားဆိုတာမခွဲရနိုင်တော့တာဖြစ်တဲ့အတွက်အဲသူပြစ်ခတ်မဲ့လူကတော့ပြစ်ခတ်ရမှာပဲပေါ့နော်။အဲတော့ညဘက်တွေငါးဖန်းတာတွေမလောက်ကြဘူးပေါ့နော်။ပြီးရင်ကျွန်တော်တို့အချင်းချင်း ကျွန်တော်တို့အချင်းချင်းတွေးကြည့်ရတဲ့ကျွန်တော်တို့လူကြီးတွေပေါ့နော်ကျွန်တော်တို့ပါမွားကောင်လေးတွေအောက်မှာဟိုဟာလောက်တာလောက်ကတော့ဟိုလှိုင်းချက်ခိုးလေးလောက်ပေါ့နော်လှိုင်းချက်ခိုးလေးလောက်တယောက်နဲ့တယောက်ဒီလူလေးဖြစ်တာလောက်ကတော့ဘာပြဿနာမှမရှိပါနဲ့အပေါ်အကြီးပိုင်းနေပေါ့နော်တကယ်အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကိုဒါတော်လိုင်းအဖွဲ့အစည်းတစ်ခုကို handle လုပ်နေတဲ့လူတွေပြီးလို့ရှိရင် နိုင်ငံသားကတကယ်ထောက်ဖို့လူတွေပေါ့နော်တယောက်နဲ့တယောက်သွားပြီးတော့မှအဲ့ဒီလှိုင်းလုံးကြီးပိုကြီးပါတယ်ဒီလိုမျိုး ခုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးရဲ့လှီတွေတိမ်မောက်တာတို့ဘာတို့တွေဒီလိုမျိုးတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်လည်းဒါအချင်းချင်းတွေးကွဲလေစစ်ကောင်စီကကျွန်တော်တို့တိုက်ရတာပိုလွယ်လေဖြစ်တဲ့အတွက်ဒါအထူးတတိထားဆင်ရင်စည်းခြင်းလဲဆိုတာလေးကိုပြောကြရင်လည်းကျွန်တော်စက်ကောင်လေးကိုညီကောင်းချုပ်ပါရက်အားလုံးပဲကျေးဇူးတင်ပါတယ်